င်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြခြင်းနဲ့ဝတ္ထုတို့လေးရတော့1958ခုနှစ်ဧပြီလထောက်ရောင်ရီမဂ္ဂဇင်းမှာပါရှိတဲ့စာရေးသူ မောင်စီသူရေးသားထားတဲ့အာခအာခဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်ဒီမှာကတော့စာဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ်အာခအာခအခန့်တဲ့မေဝေဆွေညီမ၃ယောက်ကို သူမတို့အပောင်းအသင်အတန်းဝင်တဲ့မှာစွန်ရက်စင်ညီမများဟုတိထားကြသည်တိထားကြယုံသားမက ခေါ်လဲခေါ်ကြလေသည်သို့တော်နိုင်ငံရေးဘဟုသူတန်မရှိသူများအဖို့မှာတော့ပထမအဘဲကြောင့်ထို့သူခေါ်ကြရသည့်အကြောင်းကိုမေးကြည့်ရပေသေးသည်ရှိပိသားသူများအဖို့မှာတော့ကထို့သူစွန်ရက်စင်ညီမများဟု ခေါ်လိုက်သည့်အတိတ်ဘယ်ကို ကောင်းစွာနားလည်နိုင်လိုက်ကြပေသည်အဘဲကြောင့်ဟုမူကားတရုတ်ပြည်ကြီးတွင် စိုးရဲစင်ဤသမီးညီမတုံးဖော်တော်သည်တရုတ်ပြည်ထိပ်သည်နိုင်ငံရေးသမားအကျော်အမော်ပုဂ္ဂိုလ်များကိုကြားထားတကယ်တော့မိဝေဆွေတို့ညီမတုံးယောက်ဤချစ်လင်များမှလည်းမြန်မာပြည်တွင် နိုင်ငံရေးနယ်ပယ်ထဲ၌ကြော်စောထင်ရှားသည့်ပုဂ္ဂိုလ်များဖြစ်ချင်းကြဟုဆိုရပါမည်မိသည်မြန်မာပြည်တွင် အချမ်းသာဆုံးသောကုန်သည်ကြီးတို့ဤတတိကြော်ဖြစ်သည်နီးတူဝေမာလည်း ထင်ရှားသောသတင်းစာကြီးတစ်တိုင်းမှအယ်ဒီတာနှင့် ပိုင်ရှင်တို့ဤဇနီးဖြစ်ပြီးလျင်တွေ့ကားတော့မူသူမ၏ညီမများထက်ပင်မော်နိုင်လိုက်သေးသောဝင်းကြီးတို့ဤဖြစ်စမီဖြစ်ပေတော်သည်သူဖြစ်လျာသူမတို့ညီမမှာပေါင်းသိဆက်ဆံရေးလောကလူကုန်ထန်လောက အထက်တန်းလွာမျက်နှာကြီးပိုင်းစသောလောကတိုင်းအလွှာတိုင်းအပိုင်းတိုင်းတို့၌တဖွာဖွာရေပန်းအစအဆုံးဖြစ်သည့်အချက်မှာ ရှင်းပြစရာပင်မလိုတော့ပါဘူး။ထို့ကြောင့်လဲသူမတို့သည်ဘသူနှင်းမှာ ပြန်စရာဘယ်မမီပြန်ဝင်သည်မိမများလဲကင်းမဲ့ကြလေတော့သည်ဤအချားမင်း၌မိမလောကကြီးတစ်ခုလုံးသည်ပြင်းရီချသွေးစရာအတိဖြင့်ပြီးနေတော့ပေဤတကားဟု တခါတည်းညီးတွားကြရလေသည်ဤသို့ဖြင့်ဘသူမှာပြန်စရာမတွေ့တော့သည့်နောက်ဆုံးအချင်းချင်းပင်ပြိုင်နေရပေတော့သည်ထို့ကားတကယ်ဆိုတော့ သူတို့ဤသုံးမနိုင်ခက်သောဓမ္မတာသဘောတစ်ခုဖြစ်သည့်အတွေ့ဝေတို့ဆွေတို့ညီမအားအပြစ်တင်ရင်မတင်လာပါပြီးတော့ပြိုင်ပြီဆိုလျင်လည်းပြိုင်လောက်စရာကောင်းပါသည်အဘေကြဟုမူဤလောက၌ပစ္စည်းဥစ္စာတောင်းတကြွယ်ဝခြင်းဟူသောဂုဏ်နှင့်ပြည့်စုံသည့်မေဤခင်မောသည်သည်၎င်းကလောင်တစ်ချံဝင်ရောဖြင့်ဟောရွှေဟောငွေဖြစ်အောင်ထက်လာသောဝေဤလင်သည်၎င်းတကောအာနာနှင့်ပြည့်စုံသော ဆွေဤချစ်နေဝင်ကြီးသည်၎င်းအသည်သည်ကြီးမားလာသောအရှိန်အဝါနှင့်ကြီးပြေဝသည်ကိုဘက်သူမြညနိုင်အမည်မထင်မနေတို့လေတို့ခြေတို့သည်အသည်သည်တကိုးထမြဲကြတကယ်သူသူတို့သည်လည်းထမြဲကြရာတကယ်တမ်းဘသူကသာသည်ပိုသည်စသည်ဖြင့်ခွဲကြရန်ခလာပေသည်ဒီကိစ္စမှာဝိလူမတက်နိုင်ပါဘူးကွယ်မိလူလည်းမစွဲပါဘူး ကိုလူမတက်နိုင်မှာပါ။ဆွေကထိုးတို့မတိမတအသားယွယွပြောရတော့အကြောင်းမှာတခါတော့ကသူမတို့ဤတငယ်ချင်းမိတ်ဆွေတို့ဦးသည်နိုင်ငံခြားသို့အလဲပတ်သွားလို့သဖြင့်ငွေအလဲလဲအတွဲအကူအညီလိုသည့်အတွဲဖြစ်လေသည်။ဟုတ်ပါသည်။ထိုကိစ္စမျိုး၌သတင်းစာဆရာလည်းမတက်နိုင်။ကုံတဲ့ကြီးလည်းမတက်နိုင်စကား။ကုံတဲ့ကြီးလည်းမတက်နိုင်စကားသောအရာများဖြစ်သည့်အတွဲဝေနှင့်မေတို့ကငြိမ်ငြိမ်လိုက်ရလေသည်။ ဒါပေမဲ့သူ့အလှဲ့နဲ့သူဖြစ်ရသည်ဆိုသည့်အကြောင်းကို ပြောရအောင်မည်ဆိုရင်အော်ဒီကိစ္စလားအဲ့ဒီအတွက်ဆိုရင်စွန့်သူဟာဝင်ကြီးပေတဲ့ဘာမှတက်နိုင်မှာမဟုတ်ဘူးဝိကုကုကိုပြောလိုက်ပါမယ်သူကတော့တစ်ချက်တည်းမဝင်ရပါဘူးအားလုံးပြီးစီးသွားပါစေမယ်ထို့သောဝေကကြွားနိုင်တော့သည့်အရာတစ်ခုမှတော့တခြားမဟုတ်ပါ သူမတို့နဲ့တားချင်းဆွေမျိုးတို့ဖြစ်သည့်မြဝကျွန်းပေါ်မှာစံဆက်ပိုင်ရှင်တို့ဖြစ်ရာ သူဤဆက်သည်မြို့နှင့်အတော်ကလေးအလံဝင်းလျက်ရှိပြီးကားလမ်းဖြင့်သွားရသည်ထိုကားလမ်းမှာတိစရိတ်ကောင်စီမှမပြင်ပဲအတန်ကြာထားခဲ့သောကြောင့်ပျက်စီးလျက်ရှိပြီးရာရန်ကုန်တို့တင်ပို့ရမည့်ဆံများကိုတင်မောဆိုက်ကပ်ရာမြို့သို့တမ်းမဖြစ်တာယူဆောင်လာရပေသည်ထို့ကြောင့်ထိုဆက်တထေမှာအချိန်လဲဖြင့်ဝေးအကုန်အကြလေပိုကုန်လေသည် ထိုကားလမ်းသာ ကောင်းပြီးလော်ရီများဖြင့်တည်ယူရပါမူအချိန်လည်းမကောဒီရဲ့လေတက်တာပင်မြေဖြစ်သည့်အတွေ့ကားလန်ပြည့်ပေးရင်မြတ်စွာလိုလားနေသောကြောင့်ဘုဘအောင်တမြလောက်တိုင်းအရာထင်နေသည့်ဝေတို့ဆွေတို့မေတို့ထံလာခြင်းဖြစ်လေသည်သူဖြစ်ရာဝေပြောသည့်အတိုင်းဝေကိုကိုသည်နောက်တနေ့သူဤတည်င်းစာတနေရ၌ထိုတိစတဲ့မျိုးရှိလမ်းဤအရေးကြီးပါ အချက်အချာဖြစ်ပုံတောသူတောင်သားမေတ္တမစင်ရတာတို့ဤမိခူလဲလျောင်းရာဖြစ်ပုံတို့နေတကွာပေါ်ပြပြီးလျင်တိုင်းပြည်အကျိုးအတွက်အမြန်ဆုံးပြင်းတဲ့ချောင်းတခန္ဓနာပေါ်ပြလေသည်နောက်မကြမီတိတိကောင်စီမှ ထိုကားလဲပြင်းမီအကြောင်းတရေတစ်ခုပါမရှိမနောင်ပါလာလေတော့သည်ဤသို့ဖြင့်ဤလိုသောကိစ္စမျိုး၌ဝေးဤယောက်ျားအရီတာဤကလောင်သွားသည် ဆွေဤယောက်ျားဝင်ကြီးဤနိုင်ငံခြားမှဝင်လာသောဖောင်တိုင်အကောင်စားထက်မြားစွာထက်သွားသည်ကိုတွေ့နိုင်ပေရာဝေဆွေမေတို့ဒီဟူသောစွန်ရက်စဉ်ညီမတောင်းဖော်တော်မှာဘသူကပို၍တကိုးသားသည်ဟုတက်အံ့မပြောနိုင်ပင်အတီတီတကိုးပြောင်ကြပေသည်ဟုသာ ဆိုရမည်တော့ကဲ့သို့ဖြစ်နေလေသည် အခန်းနေကဲဝီတို့ဆွေတို့ရေလောက်ကြပါအောင်အញ្ញကူကူဟာ သူ့အလုပ်ထဲရယူထားတဲ့ငွေ9000ကိုပြတ်တောင်းနေပြီဟိုဟာကြီးနှစ်ခုထဲမှာကြီးပဲ9000ကျော်ဝင်နေတာဘယ်နဲ့ကြမ်းကြမလဲလောက်ပေါင်းတထေးကတော်မီကသူ့ညမမြတ်အားထို့သူစိန်လက်ပွဲအိတ်ကလေးကို ပေါင်ပေါ်သို့တင်ရင်မျက်နာကလေးပေါ်တွင် အပြည့်အပြည့်စိတ်ညစ်ပုံရသည့်ဟန်ကလေးဖြင့်ပြောလိုက်လေသည်တွင်ဒါတော့ဆွေကိုပဲကြည့်လောက်ခိုင်းအောင်ပေါ့အခုနေအဲ့ဒါကြီးနှစ်ခုထုတ်လိုက်ရင်ရှစ်တန်းမကျော်နိုင်ဘူးလားဒီမအကောင်လေးတာ အခုနေထောက်လိုက်ရင်၃လေးတောင်လောက်တော့ညက်မှသေးကြနေပြီပဲမင်းဤညမအလက်ဝေကပြောလိုက်လေသည်ဝဲမဲလို့ရှိရင်တော့ဟုတ်တာပေါ့ဒါပေမဲ့အခုကားတွေကအယောက်များနေတော့ဝဲမဲလူတွေကသိပ်ပြီးလက်မတွက်လာဘူးပြီးတော့ကားလေးတွေကဈေးလက်ပေါ့အခုဆိုဖက်ရှင်ကလည်းဖြစ်နေတယ်မလားမိကရှင်းပြလိုက်လေသည် သူမတို့ပြောနေကြတော့အကောင်ကြီးအကောင်ကလေးများဆိုဒီမှာအိနီယာနိုင် မတော်ကားကိုဆိုလိုပါသည်သူမတို့အားလုံးသည် မြင်းပွဲသွားနေကြပရိသတ်ဖြစ်နေသည့်အတွေ့မြင်းစကားဖြစ်သော အကောင်ကြီးအကောင်ငယ်စကလုံးများကိုတုံးနေခြင်းဖြစ်လေသည်မိဤအကောင်ကြီးနှစ်ခုဆိုသည်မှာယခုနောက်ဆုံးပေါ်၄တောင်းကျော်၅တောင်းတန်နေရင်ပြန်ပုံကားကြီးနှစ်စီးဖြစ်လေသည်ထိုကားကြီးနှစ်စီးကိုမိသည်အပြင်းပြေစီးပွားပြေသဘောနှင့်ဝယ်ထားခြင်းဖြစ်လေသည်ဘယ်နဲ့မိ စတာလင်နဲ့ဒေါ်လာနိုင်ငံကကားကြီးတွေလမ်းဆက်ခဏပိတ်ထားလိုက်မယ်သိလားအဲ့ဒီတော့ဝယ်ထားရင်နောက်ဈေးပေါ်ရနိုင်မယ်သူမအိမ်မက်တော်သူဆွေဤယောက်ျားဝင်းကြီးကပြောသဖြင့်သူမသည်သူမဤယောက်ျားအလုပ်ထဲဝင်း၅တောင်းလောက်စွဲ၍နှစ်စီးတောင်မှဝယ်ထားလိုက်လေသည်ဆွေလင်တော်မှပြောသည့်အတိုင်းပင်မိသည် ထိုကားကြီးနှစ်စီးတထဲရောက်လာ၍မကြမီပင် ထိုကားမျိုးတွေနောက်ထပ်လမ်းစဉ်ထောက်မပေးတော့ဟုဆို၍ကားစီးမှတက်လာလေသည်ထိုကားကသာမေထုတ်လိုက်ပါမူစိန်လက်ောက်တရံဖို့လောက်တော့အသာကလေးဖြစ်ပေးလိမ့်မည်ဒါပေမဲ့မေကကားကြီးတွေကြည့်ရတာချစ်စရာကြီးတွေလွတ်လို့ဟုအောင်မေ၍တကြားအမျက်ကိုပို၍ညော်ကိုသဖြင့်၎င်းမထုတ်လိုက်မီပဲရှိလျာယခုမကြမီအတွင်းမှာမှအချာစိတ်ရောကြီးရသည့်နိုင်ငံ ငွေချေးလိုရာသီနိုင်ငံတို့ကကားများအရောက်များလာတော့ကြောင်းအနှဲငယ်အဝဲထိုင်းတယ်လို့ဖြစ်သွားခြင်းဖြစ်နေသည် ထို့ကြောင့်ဆွေလူပြောတဲ့အတိုင်းကားစီးတွေ တက်လာတော့ကတော့လာသားပဲဝင်ရဲ့ဒါပေမဲ့အဲ့ဒီုံကမိကမှမထောက်လိုက်ဖဲကိုပြီးတော့သူ့ကိုအပြစ်တင်လို့လည်းမဖြစ်သေးဘူးမိကပြောလိုက်နေသည်ဒါဖြစ်လေသတင်းစာတွေကနေပြီးရောက်ရရှိသည်လို့ကြော်ညာပါလားဝီကအကြံပေးလေသည် ထွက်ခါမိကခေါင်းကလေးကိုမတိမတားခတ်တဲ့၍ရိုးရိုးတက်တက်ကြောင်ညာလို့တော့ကြောင်ညာတာပဲရှိမှာပဲအကြောင်းသိမထုဘူးငွေကလည်းအခုလူတွေမှာအရင်ကလာမဖောတည်ကြဘူးပြီးတော့လက်ကလေးပါကလေးပြောစရာရှိမှလှုပ်ချင်ကြမှာအဲ့ဒီအတွက်ဝိအစက်ကြီးကိုလောက်ခိုင်းဖို့ပြောရရင်ဘယ်နဲ့လဲဘယ်နဲ့လောက်ခိုင်းမလဲသူဘလို့တက်နိုင်မလဲလို့အိုးဝေးကလည်းသူများတွေပို့ကြတော့အကြံတွေပါတွေထောက်တက်လိုက်တာ ကိုပို့ကြတော့ညံတုံးနေပလားအလွယ်ကလေးပဲဟာဝေးတော့မစင်းစားမိပါဘူးမေရဲ့ဘလို့လောက်ခိုင်းမှလဲအမလေးဝေရဲ့သတင်းစာတွေကနည်းနည်းကလေးလှည့်ပေးလိုက်ရမှာပေါ့အခုအဲ့ဒီလိုကားကြီးမျိုးတွေသွင်းကုန်လမ်းစဉ်ပိတ်လိုက်ပြီးဘာညာပေါ့မေရဲ့ဒီတော့လူတွေကအယူထပြီးနောက်မရောက်မှဆိုလို့ဝယ်ချင်တဲ့လူကလည်းဝယ်မပေါ့အမြက်မြော်ပြီးအရေးမြုပ်တဲ့လူကလည်းမြုပ်မပေါ့ဒါပေတဲ့အစိုးရကပိတ်မှမပိတ်ပဲဟာ ိုးတကယ်မပိတ်လဲဘာဖြစ်လဲတရေအဖြစ်ရေးနိုင်တယ်မလားဒါတို့ရဝေလူရဲ့လက်ထဲမှာပါသူရေးချင်တယ်လို့လက်ပတ်ရေးနိုင်တာပဲလောက်ပါဝေရဲ့အဲ့ဒါဝေလူနဲ့တိုင်မကြည့်စမ်းပါအဲ့ဒီကိစ္စမှာဆွေလူဝင်ကြည့်တဲ့ဝေလူကပိုပြီးတက်နိုင်မှာပါအေးလေတိုင်မကြည့်ရတာပေါ့ဝေသည်စဉ်းစားသလိုဖြင့်ကောင်းကလေးတစ်ချက်ညင်ရင်ပြောလိုက်လေသည်သူမယောက်ျားဤတကိုးကိုလည်းစိတ်ထဲက တိုက်ထွာ၍ကြည်နေမိလေသည် အခန့်သောနောက်တနေ့ပြည်သူမျက်ရှုသတင်းစာတွင်ဒေါ်လာနှင့်စတာလင်နိုင်ငံများမှကားလိုင်စင်များခိတ္တပိတ်ထားအောင်မည်ဟု ကြားသိရကြောင်းသတင်းတစ်ခု မထုမပါစလုံးများဖြင့်ပါလာသိနေတပြိုင်နက်ထဲမှပင်ကြောညာကောလန်၌ကားကြီးနှစ်စီးရောင်းရန်ရှိသည်ဟုသောကြောညာပါတခါတည်းပါလာသည်ကို တွေ့ရလေသည် ထိုသတင်းနှစ်ခု၏တွင်မျိုးတော်ပုံကိုတော့ မိတီတရင်စာဖတ်သူမှတိလိုက်မည်မဟုတ်တဖန်နောက်လေးငါရဲ့အကြာထိုတရင်စာ၌ပင်တရင်အမပြင်ဆင်ခြင်းဟုသောခေါင်းစဉ်ဖြင့်လွန်ခဲ့သောတောင်းရက်ကကျွန်ုပ်တို့တရင်စာ၌ဒေါ်လာနှင့် စတားလင်နိုင်ငံမှကားကြီးလိုင်စင်များပိတ်ထားအောင်မည်ဟုသောတရင်မှာမဟုတ်ကြောင်းနှင့်တရားဌာနမှကြားသိရကြောင်းပါလာသောအခါ၌လည်းအခြားသူများမှ အမှတ်တမဲ့ပင်နေလာကြမည်ဖြစ်လေသည် သို့တော့သတင်းစာစီကဲဆိုတာရှိရတယ်မင်းရဲ့မဟုတ်တာကိုလုပ်ပြီးလို့ရှိနေဒီလိုပြန်ပြီးပြင်ဆင်ချက်လုပ်ရတယ်အဲ့ဒါသတင်းစာအက်တီကက်ထဲမှာပါတယ်ဒါပေမဲ့မိဟာကြီးနှစ်ခုစွန်သွားပြီမလားဘလောက်ကြာလိုက်တယ်ဝေးဤယောက်ျားအက်ဒီတာကြီးကမိအားပြောလိုက်ရကြံ့ပါတယ်ဈေးဖို့လောက်တော့ကြံ့ပါတယ်တသားနီနီလောက်ရမယ်ပေါ့အဲ့ဒါနဲ့အပြင်းပြေဒီနွေရာဒီမှာဝေရောဆွေရောခေါ်ပြီး လော့သွားမလားလို့လောက်ကောင်းပါရဲ့တော်ပါပြီလေဇေယျလောက်ရရင်လည်းတွားရတာအမျက်ပေါ့မေသည်အတန်ကလေးထွက်အောင်ရည်ရင်ပြောလေသည်ဘေးမှဝေက အာကိုသည့်အတိုင်းအာကိုရာကျိုးနဲ့လက်အောင် လက်ဆွဲပြသွားသည့်သူမ၏ယောက်ျားအတွေ့ဘုံယူသောအပြုံးကလေးနှင့်ပြုံးနေလိုက်လေသည်ထို့သို့ကူညီလိုက်ရသည့်အတွေ့လည်းကျေနပ်လေသည်ထိုစင်မှာကဲကျေးဇူးတင်ပါတယ်မတ်တော်မှာ မိရဲ့အကျိုးဆောင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။သတင်းစာတကူဟာလည်းကြီးပါပေတယ်။ထို့သူမိကကျေးဇူးတင်လိုက်ပြန်သည့်အတွက်ပြည်သူမျက်ရှုအယ်ဒီတာကြီးသည်လည်းပြုံးပြုံးကြီးဖြစ်သွားကတိုင်းပြည်အကျိုးပြုမည်တောင်ပါတပုတ်ရည်ရန်ကလောင်တန်ကိုကြရင်နှစ်သိမ့်နေလိုက်ပါတည်းမောင်စီသူဒီနေ့မှာတော့အာခအာခဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာ ပြီးဆုံးသွားပါပြီရှင်